င်္ဂလာပါသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲ့ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast တုံ့လွင်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ ဒီနောက်ပိုင်းမှာမြို့တွေတိမ့်လိုက်မြို့တွေကို ပြန်ပေးလိုက်ရတဲ့ဇက်တိုက်ဖြစ်လာနေပါတယ်။တိုက်ပွဲတွေထဲမှာဒီလိုမျိုးဖြစ်တာကအထူးအဆန်းမဟုတ်ပေမဲ့တော်လရင်တပ်ဖွဲ့တွေကိုပြည်သူတွေကအောင်ပွဲတွေနဲ့ပဲမြင်ချင်ကြတာဖြစ်ပါတယ်။မြို့တွေတစ်မြို့ပြီးတစ်မြို့ကို တိမ့်ပြီးတော့အောင်ပွဲတွေခံနောက်ပြီးတော့မြို့ကိုဆက်ထိန်ထားနိုင်ဖို့အုပ်ချုပ်ရေးရန်ရာတွေလဲပတ်နိုင်ဖို့စစ်ကော်မရှင်တပ်ကိုလုံးဝပြန်မဝင်လာနိုင်အောင်ကာကွယ်ပေးဖို့လူထုကလူလာကြတာဖြစ်ပါတယ်။ မျိုးရင်ရွာတွေကိုတင်ပြီးရင်ဆက်ထိန်းထားနိုင်ဖို့ဘလို့အခက်အခဲတွေရှိနေတယ်လဲဘာတွေလုပ်ဖို့လိုအပ်နေတာလဲဘလို့အစီအမံတွေရှိတယ်လဲမြေပြင်မှာကဘာတွေဖြစ်နေတာလဲဒီအကြောင်းအရာတွေကိုနားဆင်ရဖို့ရှိနေပါတယ် 2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်တော်လိုင်းရဲ့အဖွဲ့အစည်းတွေကစစ်ကော်မရှင်တပ်ရဲ့နေမြေအများပြားကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။တိုက်ခိုက်သိမ်းပိုက်ထားတဲ့ဒေသတွေမှာနေမြေအငင်းပွားမှုဆိုင်ရာကိစ္စတွေအပြင်လက်နက်ကန်အဖွဲ့အချင်းချင်းတွေကြားမှာရောဒေသခံပြည်သူလူထုတွေနဲ့လက်နက်ကန်အဖွဲ့အစည်းတွေကြားမှာပါမသိမျက်မှုတွေအများကြီးရှိလာခဲ့ပါတယ်။ဒီအခြေအနေအောက်မှာတိုက်ခိုက်သိမ်းပိုက်ထားတဲ့နေမြေတွေကို ရေရှည်ထိန်းထားနိုင်ရေးကခက်ခဲတယ်လို့ BNI ရ ဲ့ MPM team ကပြောပါရယ်နိုင်ငံတကာမြန်မာသတင်း BNI ရဲ့မြန်မာငင်းချင်ရေးစောင့်ကြည့်ရေးအဖွဲ့ BNI MPM team ကဩဂတ်စ်လနောက်ဆုံးပတ်မှာလုပ်တဲ့မြန်မာငင်းချင်ရေးလုပ်ငန်းစဉ်ကိုပုံဖော်ခြင်းရည်ညွှန်းအကိုက2024 2025စာအုပ်မိတ်ဆက်တဲ့အခမ်းအနားမှာ BNI MPM team ရဲ့တာဝန်ခံကိုနှင်းကိုဦးကအခုလိုမျိုးပြောပါရယ် စည်ရေးစည်ရာကကိုကအနိုင်ရတယ်အောင်မြင်မှုတွေရတယ်ဆိုရင်ပြည်သူလူထုရဲ့ဒီနှလုံးသားပြည်သူလူထုရဲ့ထောက်ခံမှုရရှိရရတော့ဟိုတော်တော်တိမ်မွေးတဲ့လုပ်ရလုပ်ငန်းစဉ်တွေဖြစ်တယ်ဗောနော်ဒါကြောင့်မလို့ဒီမြို့သိမ်းဖြစ်စဉ်တွေမှာအထူးကတိမ်ပိုက်ထားတဲ့မြို့တွေအနေနဲ့ပြည်သူလူထုရဲ့မျက်နှာကိုကြည့်ဖို့ပြည်သူလူထုရဲ့ထောက်ခံမှုရရှိရေးအတွက်အဲကြိုးကြိုးပမ်းမှုကိုဥတည်တင်တယ်ဗောနော်နောက်တစ်ခုကဒေသတွင်ဒေါ်လန်ရေးတပ်ဖွဲ့တွေအချင်းချင်းကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုပိုခိုင်မအောင်ကျွန်တော်တို့လှုပ်ဖို့လိုအပ်တယ်ဆိုတာမျိုးတွေကျွန်တော်တို့တွေးရပါတယ် တစ်ဖက်မှာလည်းတွန်လင်းအင်အားစုတွေအနေနဲ့သူတို့သိမ့်ပိုက်ထားတဲ့မြို့ရွာတွေကိုရေရှည်ဆက်ပြီးတော့ထိန်းထားနိုင်ဖို့စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကလည်းကြီးမားတဲ့စိန်ခေါ်မှုတစ်ခုအနေနဲ့ရှိနေတယ်လို့ကိုနှင်းကိုဦးကဆက်ပြောပါတယ်။အဓိကဒီမြို့သိမ်းဖြစ်စဉ်တွေကိုကျွန်တော်တို့ကြည့်တဲ့အခါကျလို့ရှိရင်ဒီ အရင်ဆုံးကျွန်တော်တို့ဟိုတတိထားရမှာကကျွန်တော်တို့ထိန်းချုပ်သိမ့်ပိုက်တော်လိုင်းရင်အားစုတွေနဲ့ထိန်းချုပ်သိမ့်ပိုက်ထားတယ်ဆိုတာတကယ်တော့တစ်ဖက်ကကြည့်ရင်လည်းဟိုစိန်ခေါ်မှုတွေအများကြီးရှိတယ်ဗောနော်ဥပမာသိမ့်တာလွယ်တယ်ဒါပေမဲ့ရေရှည်ထိန်းချုပ်နိုင်ရေးကကျွန်တော်တို့အများကြီးဟိုစိန်ခေါ်မှုရှိတယ်အဲ့ဒီထဲမှာမှကျွန်တော်တို့စေအုပ်စုရဲ့လေချောင်းရံကကျွန်တော်တို့အဓိကထိန်းချုပ်ပါလဲစိန်ခေါ်မှုအကြီးဆုံးဖြစ်နေတာဗောနော် လက်ရှိမှာစစ်ကော်မရှင်တပ်ကတော်လန်ยีတပ်တွေထိမ့်ချုပ်သိမ်းပိုက်ထားတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့မြို့ရွာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေပါတယ်။ လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေထိမှန်သေဆုံးဒဏ်ရာရတာလူနေအဆောက်အုံတွေနောက်ပြီးတော့ဆေးရုံစည်းကမ်းစာသင်ကျောင်းဘုံကြီးကျောင်းနဲ့ခရီးအန်ဖျားကျောင်းတွေသာသနာ့ဘိမ့်မှန်တွေထိမှန်ပျက်စီးခဲ့ရပါတယ်စစ်ကော်မရှင်ကတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေကိုပြန်ပြီးတော့ထိန်းချုပ်ရယူဖို့နဲ့ပြည်သူတွေကိုအကြောက်တရားရိုက်သွင်းလိုတဲ့ရည်ရွယ်ချက်နဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လုပ်နေတယ်လို့ BNI ရဲ့စီမံခန့်ခွဲမှုဒါရိုက်တာမတ်တင် င်ညိုကပြောပါတယ်သူတို့ကပြည်သူလူထုကိုနှိမ့်စင်မလုံခြုံအောင်မအေးချမ်းအောင်အကြောက်တရားတွေရှေ့အောင်ကိုသူတို့အနေနဲ့ဖန်တီးတယ်။ဖန်တီးပြီးတော့မှအဲ့ဒီနေရာမှာပြည်သူလူထုတွေရဲ့တေချေပြည့်စည်မှုတွေဆုံရှုံမှုတွေအရန်ကြီးလို့အကိုရဲ့တော်လိုင်းအရာစုအပါဝင်เนาะဒီတက်သားတွေအပါဝင်ပြည်သူလူထုတွေရဲ့အသက်ကိုရှေ့ရှုဒီအသက်ပေါ့နော်ဒီဘယ်လိုခေါ်မလဲရှင်တန်ရေးဘဝအေးချမ်းရေးရှေ့ရှုတဲ့အနေနဲ့တော်လိုင်းအရာစုတွေကနေမြေတွေကိုလက်လို့လိုက်လို့လိုက်ရတဲ့အားတွေရှိတယ် လေကြောင်းတိုက်ခိုက်မှုတွေအပြင် drone နဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူတွေဟာနေတိုင်းလိုလိုထိခိုက်သေဆုံးနေကြပြီးတော့စိုးရိမ်ပူပန်ရတဲ့စိတ်ကြောက်ရွံ့ရတဲ့စိတ်တွေနဲ့နေနေကြရတယ်လို့ Greenie ပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အတွင်းရေးမှူးဥပညာကပြောပါတယ်။ခုနောက်ပိုင်းလေရင်ဘုံကျဲခံတဲ့ဟာကနေရာတကာမှာဖြစ်နေတော့ပေါ့နော်။အဲ့တော့ဒီကြားကတော့လူထုတွေရဲ့စိုးရိမ်ပူပန်မှုကတော့အရန်မြင့်တက်နေတော့ပေါ့နော်။ဒီလိုလဲ စိတ်တိုင်းရာပုံစံမျိုးတော့မှဖြစ်နေပေါ့နော်လေလေတန်ကြရင်ဟိုနေမတိထမတိအထူးဖြစ်နေတာရှိတော့ပေါ့နော်စစ်တပ်ကအာဏာသိမ်းပြီးတော့ဒီ2021ခုနှစ်ဧပြီလကစပြီးစစ်တပ်ဟာလေကြောင်းအုံပြုပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေကိုစပြီးတော့လှုပ်လာခဲ့တာပါလက်ရှိမှာလည်းတော်လင်းအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေတဲကိုဒီလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေနေ့တိုင်းလှုပ်လှုပ်လုပ်နေပြီးအရင်ကထပ်ပိုးပြီးတော့များလာတယ်လို့ကိုနှင်းကိုဦးကဆက်ပြောပါတယ် တဖြည်းဖြည်းနဲ့အချိန်မြင့်လာတာအခုကာလဆိုရင်ဒါတောက်ချောက်တောက်ချောက်ကိုအချိန်မြင့်တဲ့ကာလဖြစ်နေသို့တော့အဲ့ဒီဟာကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့နီးလည်းမရှိတာကျွန်တော်တို့ပြည်သူလူထုအတွက်တကယ်ကိုဟိုစိုးရိမ်စရာစိတ်မကောင်းစရာပေါ့နော်ဒီအတွက်ကျွန်တော်တို့ဒီအတန်ဒီဘလောက်ပဲထုတ်ခဲ့ထုတ်ခဲ့ဟလာကျွန်တော်တို့ဘလို့မှဟန်တာနိုင်ဖို့ဥစားအခွင့်အရေးမရှိခဲ့ဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ စေဥစုရဲ့လေချောင်းရံကိုအဲကာကွယ်နိုင်တဲ့အခင်းချင်းကျွန်တော်တို့မှာအဲတော်လဟင်းအင်အားစုတွေဘက်မှာ ရှိမနေရှိမနေတယ်လို့လို့ကို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 လုံခြုံဖို့အဲဗာလဲတရင်ချက်လက်တွေရရှိဖို့ဆိုတဲ့ပွင့်ရနေပြီးတော့ပဲကျွန်တော်တို့ဒီစေဥစုရဲ့လေချောင်းရံကိုရှောင်ကျင်နေရတဲ့အနေအထားမျိုးဖြစ်ပါတယ် စစ်တပ်ကနောင်ချူမြို့ကိုပြန်ပြီးတော့ထိမ့်ချုပ်ထားလိုက်ပြီးတဲ့နောက်မိုးကုတ်ကြောင့်ပဲတီဘောမြို့နယ်တွေကိုအာမြေပြင်စစ်တောင်းတွေနဲ့အတူလေကြောင်းကနေပါဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေနဲ့တော်လင်ရေးတပ်ဖွဲ့တွေကပြောပါတယ်2025ခုနှစ်ဇန်နဝါရီလကနေလက်ရှိချိန်ထိ ရခိုင်ပြည်မှာဆိုလို့ရှိရင်လေဒီကြောက်တော်ရသိတောင်မရောက်ဦးရံပြဲမြို့နယ်ရီတဲကိုစစ်တပ်ကလေကြောင်းဟန်နဲ့ဘုံကျဲတိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့်အပြစ်မဲ့ပြည်သူ86ယောက်သေဆုံးခဲ့တယ်လို့အရခတ်တပ်တော် ULAAA ရဲ့စီးရင်တွေအရာသိရပါတယ်2025ခုနှစ်ဇူလိုင်လ16ရက်နေ့ကနေဩဂတ်လ12ရက်နေ့အထိမြန်မာနိုင်ငံအနှံ့စစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီးပေါင်း89ကြိမ်လုပ်ခဲ့တယ်လို့ BNI ရဲ့ MPM team ကပြောပါတယ် တော်လရင်တက်တွေထိမ့်ချုပ်ထားတဲ့နေမြေတချို့ကိုပြန်ပြီးတော့လဲလွတ်ရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လေတန်းတက်ရဲ့ပြောခွင့်ရလွေးရည်ဦးကဩဂတ်စ်လမှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုမျိုးပြောဆိုထားပါတယ်ဒီတိုက်ပွဲဖြစ်တဲ့ အဆူတွေနဲ့ကျွန်တော်တို့ပြန်လေးပို့ထပ်ပြီးအယတတွေကိုပဲရွေချက်ရှိရှိပြတ်မှတ်ထားပြီးတော့မှတိုက်ခိုက်တာအယတတွေကိုဘုံကျဲတိုက်ခိုက်တာအယတတွေကြီးစီတာပျက်စီးစီတာအဲ့လိုမျိုးတွေအလုံးလာတဲ့အတွက်ကြောင့်ဒီကျွန်တော်တို့ပြဆက်တဲ့အနေနဲ့ဒီအယတတွေထိခိုက်နေတာမျိုးရှိအောင်အယတတွေဒီထက်ပိုပြီးတော့မှဒီတေချေပျက်စီးမှုမရှိအောင်ဆိုပြီးတော့မှဒီဘောကနေတဲ့စင်စုံဖြည့်ချက်ချမှတ်ပြီးတော့မှကျွန်တော်တို့ပြန်နေအဆုတ်ပါတော့ဖြစ်ပါလေ။မာတခြားသော ဒီအကြောင်းအရာတွေကကျမတို့အဲ့လောက်တော့အဲ့လောက်ကြည့်တော့မရှိဘူးပေါ့နော် ကိုကန်တပ်ဖွဲ့ MNDAA ကလည်းဒီလာရှိုးမြို့ကို2024ခုနှစ်ဩဂတ်လ3ရက်နေ့မှာတိမ့်ပိုက်နိုင်ခဲ့ပြီမဲ့တရုတ်ရဲ့ဖိအားကြောင့်အခုနှစ်ဧပြီလမှာစစ်ကော်မရှင်တပ်ကိုပြန်ပြီးတော့ပေးလိုက်ရပါတယ်။ဒါအပြင်အခုနှစ်ထဲစစ်ကော်မရှင်တပ်ကတော်လန်ဟီတပ်တွေထိမ့်ချုပ်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းကနောင်ချူမြို့ကိုဇူလိုင်လ15ရက်နေ့ရှမ်းပြည်တောင်ပိုင်းကမိုးပြဲမြို့ကိုဇူလိုင်လ6ရက်နေ့နဲ့ဇူလိုင်လ22ရက်နေ့မှာမန္တလေးတိုင်းမှာရှိတဲ့တပိတ်ချင်းမြို့ကိုပြန်ပြီး ီးတော့သိမ့်ပိုက်နိုင်ခဲ့ပါတယ် BNI မြန်မာ Peace Monitor ရဲ့မှတ်တမ်းအရဆိုရင်ဆက်အနာတိမ့်မှု၄နှစ်တာကာလထဲမှာဒီတော်လရင်အင်အားစုတွေကမြို့ပေါင်း65မြို့ကို ထိ ंछ ုံနိုင်ခဲ့တယ်လို့ဆိုပါတယ် တော်လည်းတပွဲတွေအကြားမှာခိုင်မာတဲ့မဟာမိတ်ဆက်ဆံရေးနဲ့ပြည်သူလူထုရဲ့ထောက်ခံမှုကိုရရှိအောင်လှုပ်ဆောင်နိုင်မှာပဲတိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့မျိုးရွာတွေကိုရေရှည်ထိန်းထားနိုင်မယ်လို့နိုင်ငံတကာမြန်မာသတင်း PNI ကပြောပါတယ်။မအောင်မြင်တဲ့ဒီမျိုးသိမ်းဖြစ်စဉ်တွေစစ်အုပ်စုပြန်ပြီးတော့ရပ်သွားတဲ့မျိုးသိမ်းဖြစ်စဉ်တွေနောက်ပြီးတော့ပြည်သူလူထုရဲ့လုံခြုံရေးကိုချိန်ချောက်နေတဲ့မျိုးသိမ်းဖြစ်စဉ်တွေကို ပြန်သုံးသပ်ပြီးတော့ပြည်သူလူထုမနစ်နာတဲ့ပြည်သူလူထုရဲ့ထိခိုက်နစ်နာမှုမကြီးမားတဲ့စစ်နည်းပြူဟာအပြောင်းလဲတွေကိုရှာဖွေချင်းကပ်ဖို့အထူးလိုအပ်နေပါတယ်။ပြည်သူလူထုရဲ့ထောက်ခံမှုမရတာကြောင့်ဗတ်ပေါင်းစုံကနေအရှုံးပြနေတဲ့စစ်ကော်မရှင်တပ်ရဲ့အဖြစ်ကိုတော်လိုင်းရင်အားစုတွေအနေနဲ့သင်ခန်းစာယူဖို့လိုအပ်ပါတယ်။လင်းနစ်ကြော်ကြာမြင့်ပြီဖြစ်တဲ့နှွေဦးတော်လိုင်းရေးကစစ်ရေးအောင်မြင်မှုတွေနဲ့နယ်မြေစိုးမိုးထိန်းချုပ်လာနိုင်တဲ့အနေထားအောက်မှာရှိလာ နေပြီဖြစ်ပါ रे ဒီအခြေအနေအနေထားတွေအောက်ကနေတိုင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ Federal Democracy ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်အင်အားစုအလုံးပူးပေါင်းပါဝင်မှုနဲ့စီလုံးညီညွတ်မှုက အထူးလိုအပ်နေတယ်လို့ထောက်ပြပြောဆိုမှုတွေရှိနေပါတယ်ရှင် ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်